လောက်မယ်ဆိုရဲမြမစကယ်လုံးကိုကျွန်တော်တို့ထိုင်းမှာနာကြနာကြဆိုပြီးတော့သုံးပါတယ်နာကြဆိုတာလောက်မယ်လို့ပြောတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကြည့်လိုက်ကြအောင်ကျွန်တော်တို့ဒီနာကြဆိုတဲ့စကယ်လုံးကတခုခုကိုဟိုဟာလောက်လောက်မယ်ဒီဟာလောက်လောက်မယ်ဟိုဟာထိလောက်မယ်ဒီဟာထိလောက်မယ်ဆိုပြီးတော့ပြောရစကယ်လုံးဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကြိုက်လောက်မယ်ကြိုက်လောက်မယ်ဆိုလို့ရှင်ကျွန်တော်တို့ကြိုက်တာကိုကြတော့ chop ชอบလို့ခေါ်တယ်ဒီလောက်မြေကကြောင့်ကျွန်တော်တို့အကူကရိယာဖြစ်တယ်အကူကရိယာကကျွန်တော်ထိုင်းဘာသာကမှာဆိုလို့ရှိရင်ဒီကရိယာရဲ့အရှိမထားပေးရတယ်အဲ့တော့ကျွန်တော်တို့နာကြချော့နာကြချော့နာကြချော့ဆိုတော့ကျွန်တော်တို့ကြိုက်လောက်မယ်တွေးလောက်မယ်တွေးလောက်မယ်ဆိုတော့ကျွန်တော်တို့တွေးတာကိုကျွန်တော်ထိုင်းလိုမျိုး kit 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 ကကြောင့်ကျွန်တော်တွေးတယ်တွေးလောက်မယ်ဆိုတော့နာကြ kit နာကြ kit နာကြ kit ဆိုတော့တွေးလောက်မယ်အားလောက်မယ်ကျွန်တော်အားတာကိုကျွန်တော်ထိုင်းမှာ one wang wang လို့ပြောပါတယ်အဲ့တော့ကျွန်တော်အားလောက်မယ်ဆိုတော့နာကြ wang နာကြ wang အားလောက်မယ်ဒီလိုမျိုးကျွန်တော်တို့ကဒီဝါဟာစကယ်လုံးနေတည်ုံနေရဲ့အဲ့လိုမျိုးပတ္တန်နေနေပေါင်းဆက်ပြီးတော့အသုံးပြုလို့ရတာကိုကျွန်တော်ဒီစကယ်ပြောနေစင်းလို့ခေါ်ရဲပေါ့နော်နေလောက်မယ်ဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့နာကြယူနာကြယူယူဆိုတာကကျွန်တော်တို့နေရောက်ပြောတာဖြစ်ပါတယ်နာကြယူနေလောက်မယ်ရှိလောက်မယ်ကျွန်တော်ရှိလောက်မယ်ဆိုလို့ရှိရင်ကျတော့နာကြမီနာကြမီ နာချမီလို့တုံးနေရပါတယ်ရှိလောင်မယ်ပေါ့နော်မီးကကြောင်ကြောင်ရှိတာဆက်ပြီးတော့ကျွန်တော်တို့ဒီနာချဆွဲစကဲလုံးကိုစာကြောင်တစ်ကြောင်နေနဲ့တိဆောက်ကြည့်မယ်ပေါ့နော်စာကြောင်တစ်ကြောင်ဆိုတော့ကျွန်တော်စက်ချက်ဘတ်အော်ဂျင်နဲ့တိဆောက်ကြည့်မယ်ပေါ့နော်ကျွန်မထိုင်းစကားလေးလာလောက်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်လေးလာတာကတော့လီယန်လောက်တဲ့ကကျတော့နာချအဲ့တော့ကျွန်တော်တို့နာချလီယန်လေးလာလောက်မယ်โอเคနော်ဆိုတော့ကျွန်တော်တို့ကျွန်မဆိုတော့အတိုင်းမှာဒီချန်ဒီချန်လို့ခေါ်ပါတယ်လေးလာလောက်မယ်ဆိုတော့ဒီချန်နာချလီယန် ဒီချန်နာကြလီယန်ကျမလေးလာလောက်မယ်အဲ့တော့မှကျွန်တော်ဘာလဲဘာလေးလာမှာလဲဆိုတော့ထိုင်းစကားဆိုတော့ကျွန်တော်ဖားစာထိုင်းဒီချန်နာကြလီယန်ဖားစာထိုင်းဒီချန်နာကြလီယန်ဖားစာထိုင်းကျမထိုင်းစကားလေးလာလောက်မယ်ဒါကကြောက်ကြောက်ဆက်ချက်ပဲဟုတ်ချက်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကြောက်ကြောက်ကျမထိုင်းစကားလေးလာရဆိုလို့ရှိရင်ဒီချန်ဒီချန်လီယန်ဖတ်စာထိုင်းဆိုလို့ရှိရင်ကျမထိုင်းစကားလေးလာတယ်အဲ့တော့မှကျွန်တော်ကျမထိုင်းစကားလေးလာလောက်မယ်ဆိုတော့ဒီချန်နှာကြလီယန်ဖတ်စာထိုင်းကျမထိုင်းစကားလေးလာလောက်မယ်အဲ့လိုမျိုးပြောလို့ရရတယ် จนอะลุตวชาวเล่าเมจนอะลุตวชาวเล่าเมจสรจารุจนอสรผมตัวชาวไดาจนตัวชาวไดาสรุษิปายสมัตสมัตกาจอจนอะลุชิไอ้ลุลิปายชาวไดาลุนดิคูชาวดาดิวาติปายปายกาจอจนตวเราเนาะน่าจะไปสมัตตัวชาวเล่าเมน่าจะไปสมัตตัวชาวเล่าเมอะลุสรจาจุงานน่าจะไปสมัตงานน่าจะไปสมัตงานอะลุตัวชาวเล่าเมที่มาจอทุจาดรกา ဖုံကကျွန်တော်တို့နန်စားဖြစ်တယ်။လို့ရှိရင်နာကြရဲ့ပိုင်းစမတ်ရဲ့ကကျွန်တော်နာကြကကျွန်တော်အခုကရိယာပိုင်းစမတ်ကကျွန်တော်တို့ဒီကရိယာဖြစ်တယ်။လို့ရှိရင်ဒီညာကကျွန်တော်ကျွန်တော်နောင်းပေါ့နော်နောင်းဖြစ်တယ်။အဲ့ဒီကြဲကြောင်မျိုးကျွန်တော်တို့ဒီစာကြောင်းနဲ့ကျွန်တော်စကားပြောတဲ့ခါကျလို့ရှိရင်အရှိန်အောင်စာကြောင်းကိုအနည်းငယ်လွှဲချင်လို့ရှိရင်ဒီလိုမျိုးဆက်ချက်ကကြတော့နန်စားရှိမယ်ပြီးလို့ရှိရင်ကျွန်တော်နာကြပိုင်းကကြတော့ကျွန်တော်နာကြပိုင်းစမတ်ကကြောင်းကျွန်တော်ဘတ်ရှိမယ်ပြီးလို့ရှိရင်ငိုင်ကကြတော့နောင်းရှိမယ်အဲ့လိုမျိုးဆက်ချက်လာမယ်ပြီးလို့ရှိရင်ဘတ်လာမယ်အော့ချက်လာမယ်အဲ့လိုမျိုးထည့်လိုက်လို့ရှိရင်ကျွန်တော်စကားကြည့်တဲ့အခါရှင်းအောင်မလွှဲတော့ဘူးပေါ့နော် ဆက်ပြကြည့်အောင်ငါတို့ခေါင်းဆောင်ကိုသွားကူညီတော့မယ်ငါတို့ခေါင်းဆောင်ကိုသွားပြီးတော့ကူညီတော့မယ်တောင်းကြည့်အောင်ငါတို့ဆိုတော့လာအောင်နဲ့တုံးလေးရပါတယ်လာအောင်လာအောင်ကကျတော့ငါတို့သွားကူညီတော့မယ်ဆိုတော့ကျွန်တော်သွားကူညီရကျတော့ပိုင်ကူညီရကျတော့ကျွန်တော်ချွေပိုင်ချွေပိုင်ချွေကကျတော့ကျွန်တော်သွားကူညီတယ်အသွားကူညီတော့မယ်ဆိုတော့နှာကြပိုင်ချွေလာအောင်နှာကြပိုင်ချွေငါတို့သွားကူညီတော့မယ်ခေါင်းဆောင်ကိုဆိုတော့ဟူဝါနာ หัวหน้าเราน่าจะไปช่วยหัวหน้า งานรูเกาสองกู ตัวกุญีเราเมสับปีโรกาไม่สวยจนเต็มีดากูพราหน้าเลยเลสเราตีบุูด้วยจนรู้ดมาอีซารีเราจะไม่บอกเนาะทีนี้อีซารูกูจะสูญเสียไม่สวยว่าอะไรตีบูรู้ไม่บอกเนาะจนเต็มเราเดะจนเต็มเราเดะทำมาจนเต็มเราเมย์ใหญ่เนาะยูริใหญ่ ตูใจเราเมย์ตูใจเราเมย์อากูอัลลูตัวเราเมย์ ကျမထမင်းစားလောက်မယ်ကျွန်တော်ရှိရသုံးပြီးွားတဲ့ပတ်တံကိုပဲဒီအသုံးချပြီးတော့ဒါရေးပြုံးလိုက်ရတယ်ပေါ့နော်ဒီမှာကျွန်တော်ကိုဟာရိစားထိုးပြီးတော့ထည့်လိုက်မယ်ပေါ့နော် K နဲ့တူတူထိုင်းမှာစကားကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ထိုင်းစကားပြောတည်တန့်တင်နိုင်လည်းရှိပါတယ်။ထိုင်းစာရေးဖတ်ပြောဖို့မှာကျွန်တော်တို့ 6K တင် जा ပြည့်ရဲ့တင်နိုင်ရှိပါတယ်။ level 1 level 2ရှိရပါတော့။တို့တော့ကျွန်တော်ပုံမှန်နှစ်လလောက်တင် जा ရတယ်ကျွန်တော်ထိုင်းစာစပြီးတော့လုံးဝမသိသေးဘူး။ဘာမှမသိသေးတဲ့အချိန်ကနေပြီးတော့ကျွမ်းကျင် YT ကိုကျွန်တော်တင် जा ပြထားပါတယ်။ပုံမှန်ချင်းအောင်ကျွန်တော်နှစ်လလောက်ပဲကြားရပါတော့။နှစ်လလောက်ဆိုရင်ပြောတတ်ပါတယ်။အဲ့ပြီးတော့ကျွန်တော်ကျွန်တော်ဝဟာရာ12ညတင်နိုင်ပါတော့။ဝဟာရာ12ညကကျွန်တော်စကားပြောတဲ့အခါကျလို့ရှိရင်ဒီမရောအောင်မကွဲမရောအောင်လို့ပေါ့နော်မရောအောင်လို့ကျွန်တော်ခွဲခြားပြီးတော့ ချက်နေညိုခွဲပြီးတော့တင်ပြီးကြားပြီးရဲ့တင်တန်းဖြစ်ပါတယ်ပေါ့နော်။သူကကျတော့ဒီစီကလုံးအလုံးအတွက်ဒီကတော့ပါဝင်မယ်။ဒီလိုမျိုးဆိုတော့တင်တန်းဆက်တွေ့တင်နေဆိုလို့ရှိရင်ကျတော့ကျွန်တော်ရဲ့ဒီ K နဲ့လည်းပဲ Telegram Channel ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်ကျွန်တော်ဒီ main channel ပေါ့နော် Thai language by K ဆိုတဲ့ channel ကနေပြီးတော့လည်းဆက်သွယ်လို့လည်းရပါတယ်ပေါ့နော်။မစ်ဆွေကဒီ video ဆောင်ကြီးတွေတကယ် Thai စကားလေးတိုင်းကျင်တဲ့သူတယောက်ဆိုတော့ကျွန်တော်ယုံကြည်ရပေါ့နော်။အားကြောင့်မို့ကျွန်တော်မစ်ဆွေအတွက်ကျွန်တော်အထူးအစီအစဉ်လေးရှိပါတယ်။အဲ့ဒါကတော့မစ်ဆွေကဒီ K နေ462339ခွန်ဆိုရဲကိုကိုလာပြီးတော့ကျွန်တော်ရဲ့ဒီ Telegram Channel မှာလာအဲ့တဲ့အချိန်မှာလာပြီးတော့ကျွန်တော်ကိုပို့ပြလိုက်တာနဲ့မိတ်ဆွေက10%ပေါ့နော်10% discount ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုပဲသွားပြီးတော့ align ဖို့မမိနဲ့တော့ဆိုတော့ကျွန်တော်တို့ကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံနေပါမယ် bye bye နောက်ခါ